ဗုဒ္ဓသာသနာရဲ့အစဆုံးလုပ်ငန်းဟာသီလပဲ။ဒါကြောင့်မို့စာပေကျမ်းကမှာသီလံသာသနတ္တအာဓိသီလသာသနာတော်ရဲ့အစပါလို့ပြောတာ။ဟုတ်ပြီသီလကနေစလိုက်တယ်။ဘာဖြစ်လို့အရေးပါတယ်လို့ပြောရတော့သီလရှိလာပြီဆိုရင်အနာဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာခံစားရမယ်။အပြစ်ကင်းတဲ့ချမ်းသာခံစားရမှချမ်းသာမှဒုက္ခိနောစိတ်တံတမာတိယတိ ချမ်းသာတဲ့စိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကမှတမာတိဆိုတာဖြစ်တယ်။ဟောသီလလေးနဲ့နေမပြီးသေးဘူးတမာတိရဖို့အတွက်သီလအများကြီးထောက်ကူဖြစ်တယ်။စိတ်ချမ်းသာမှုကိုပေးနိုင်တယ်။ဒါကြောင့်မို့တမာတိဖြစ်ဖို့လွယ်သွားတယ်။ဟောတမာတိကတမာဟိတောယထာဘူတံဇာနာတိပတ္တိတမာတိရှိမှယထာဘူတဉဏ်ဆိုတာဖြစ်တယ်။ဟောဉာဏ်တိအောင်အစဉ်ပို့ပေးတာ ဒါကြောင့်မို့တီလဟာအရေးကြီးဆုံးပဲလို့ဆရဏဆိုတဲ့နိဗ္ဗာန်သွားခြင်းကိုချင်းတီလနဲ့ပြည့်စုံအောင်အရင်လုပ်ဒါတစ်ခု